ပလောဝခရိုင်မှာဒီဇမလာတရက်ကကျင်းပပြုလုပ်ခဲ့တဲ့ခုမင်းနှစ်တကူပွဲတော်ကိုအာရခတပ်တော်ရဲ့တာဝန်ရှိသူတွေကတယောက်ခဲ့တယ်လို့သိရပါတယ်။ခုမင်းနှစ်တကူပွဲတော်ကိုခုမီးစာပေနဲ့ယဉ်ကျေးမှုအသင်းကဥဆောင်ကျင်းပတာလည်းဖြစ်ပါတယ်။ခုမီးလူမျိုးများဟာရှေးရခိုင်နှစ်ကပင်နှစ်စဉ်တိုင်းခုမီးတက်ကရက်နှစ်စံတရက်ဒီဇမတရက်နေ့ကိုခုမီးလူမျိုးတို့ရဲ့နေတူးနေမြအဖြစ်အထွတ်တမြတ်တံပိုးထားပြီးနှစ်တကူပွဲတော်ကျင်းပပြုလုပ်ခဲ့တယ်လို့ခုမီးစာပေနဲ့ယဉ်ကျေးမှုအသင်းတာဝန်ရှိသူတို့ကအာရခတိုင်ကိုပြောပါတယ်။ အဆိုပါခုမီနှစ်တကူပွဲတော်ကျင်းပနိုင်ရတဲ့အတွက်အရခတက်တော်တာဝန်ရှိသူတွေကငွေကျပ်9သိန်းထောက်ပံ့ပေးခဲ့တယ်လို့လည်းသိရပါဗျ။ခုမီလူမျိုးတို့တံပိုးထားတဲ့နှစ်တကူပွဲတော်ကို20နှစ်ပိုင်းကျင်းပပြုလုပ်ရန်လိုအပ်ပြီးအခက်အခဲတွေကိုသက်ဆိုင်ရာအစိုးရဌာနတွေကစီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်းအရခတက်တော်တာဝန်ရှိသူတူကပြောဆိုခဲ့ပါဗျ။အဆိုပါခုမီနှစ်တကူပွဲတော်ကိုဘာသာရေးကောင်းဆောင်တွေမျိုးနွယ်စုကောင်းဆောင်တွေရမိရဖာတွေခုမီစာပေနဲ့ယဉ်ကျေးမှုအသင်းဝင်တွေရခိုင်မျိုးသားဖွဲ့ချုပ်ခရိုင်ပါတီကော်မတီဝင်တွေ အာရခပြည်သူတော်လှန်ရေးအစိုးရဌာနဆိုင်ရာတွေနဲ့ခုမီလူမျိုးတွေတက်ရောက်ခဲ့တယ်လို့လည်းသိရပါဗျ။